့ဝယ်အစားနောက်ထောင်ပြုမလို့ကြိုးစားသေးတယ်ဒါမဲ့လေတဖက်ကဘလို့လဲဆိုတော့တိလာကိုကလည်းအဲ့ဒါတွေဂျုံပြီးမှဒီယောက်ျားတွေပေါ့နော်တခြားယောက်ျားတွေပေါ့ဟိုအတန်းတော်လို့ရှိရင်ပတ်စံပေးရမှာ ఓ တိတယ်မလားအဲ့အတန်းကိုမတော်နိုင်ဘူးနော်စော်ထားရင်လည်းစော်အန်းတော့မလေးစော်လဲမှလကားတော့မစားဘူးလေပေးရတာလေဝယ်ပေးရတာပဲအင်ကြီးဝတ်စားဖက်နဲ့ဘာညာဇက်အာတီအန်မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်အောင်ရေးအတွက် အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်စကားလေးပြောဦးမယ်နော်ခုနကတော့တစ်တော့ပုံမှန်လေးအဲ့ကိုက follow လုပ်ထားတဲ့အမားတယောက်ပေါ့နော်မျက်မှန်နဲ့လေဟိုဖုန်းကြီးเจ้าမှာစာအုပ်တွေလူတယ်ဆိုတဲ့တယောက်ပါအဲ့ကိုကသူ့ရဲ့ခုနကသူပြောထားတဲ့ဟာတွေကိုကိုကပြန်ပြီးတော့မှဟိုကလုပ်ထားတယ် share ထားတယ်အဲ့သူပြောတာလေးကိုသဘောကျလို့ဒီလား तू ကတော့ဟိုပေါ့နော် ့ကိုလာကြိုက်တဲ့ကောင်တွေသူ့ကိုလာပြီးတော့မှအဲ့လို ECGD လုပ်တဲ့ကောင်တွေသူ့လိုချင်တဲ့ကောင်တွေသူကတင်းတတောင်းလို့တင်းကိုတင်းကိုတောင်းချီရမှာလို့အဲ့လိုမှလက်ခံမယ်လို့ပြောတာပေါ့နော်ဒါကတော့သူ့အပိုင်းပေါ့ဒါပေမဲ့သူပြောထားတဲ့ဟာတော်တော်လေးလက်မှန်တယ်ကျမနဲ့လည်းတော်တော်လေးလာသူနဲ့ပြောပြအောင်ကျမကြောင့်ပြောပြအောင်ကျမလည်းအဲ့လိုပဲအစားနောက်ထောင်ပြုတ်မလို့ကြိုးစားနေတယ်။ဒါမဲ့လေတစ်ဖက်ကဘယ်လိုလဲဆိုတော့တိလာ။ကိုကလည်းအဲ့ဒါတွေဂျုံပြီးမ ဒီယောက်ျားတွေပေါ့နော်တခြားယောက်ျားတွေပြောရအောင်နော်လူတိုင်းတော့မပြောပါဘူးသူတို့အကြောင်းကောင်းကောင်းသိတယ်ဘယ်လိုလဲဆိုတော့သူတို့ကဘယ်လိုလဲဆိုတော့ပြောပြမယ်နော်အသူတို့ကကိုလာကတ်ချင်တယ်သူတို့ကလူပြိုးနော်ကိုထက်လည်းအတက်က၄၅နှစ်ငယ်တယ်လူပြိုးနော်ပြီးအရေးချင်းလည်းရှိတယ်ဗောအလုပ်လေးဟိုဟာကြောက်လေးရောင်းလိုက်ကြောက်လေးရောင်းရောင်းကပွဲကပွဲစားလိုလိုကြောက်ရောင်းဝယ်လောက်တာလိုလိုဟိုအဲ့လိုစီးပွားရေးလေးလည်းနည်းနည်းပါးပါးမတော့တစ်ခေါက်လေးလောက်တတ်တယ်ဗော အကိုနဲ့လာနေမယ်ဗောကိုနဲ့လာနေဗောကိုယူမယ်ဗောကိုမီကိုမီသားဆိုဟိုကိုကလေးတွေကိုလည်းဆောက်ရှောက်ပေးမှာဗောဆိုတော့အဲ့ဒါကျမလက်ခံမိတာဗောနော်လက်ခံလိုက်တာဗောအဲ့လက်ခံတဲ့အဲ့နဲ့တွေ့ရင်းနဲ့တိခောက်ကြည့်တာဗောဟုတ်ပါပြီလက်ခံတာဟုတ်ပါပြီနှစ်ဖက်အတိုင်းဝိုင်းเนาะငါငါမင်္ဂလာဆောင်ဒါကိုရက်ပလိုက်မယ်ရတယ်မယူဘူးဒါပေမဲ့တခုလက် ဖြစ်တဲ့အတွက်เนาะဒါကြီးကဟိုဒီလိုမိမတယောက်ကိုယူတယ်ဆိုတာလည်းဟိုပြောရမယ်ဆိုရက်ကွက်ထဲချပြဖို့မကောင်းဘောဗျာကိုကတော့ကိုယ့်ကိုကိုတိတယ်တစ်ခုလက်လက်ဘာမှမဖြစ်ဘူးเนาะနှစ်ခုလက်မကတော့10ခုပဲလက်လက်ဘာမှမဖြစ်ဘူးဒါပေမဲ့သူ့အတွက်ကကြတော့သူကလူပြိုလေလူပြိုဆိုတော့ကိုကသူ့မျက်နှာထားရမှာလေသူကကိုယ့်ကိုကိုဘွားထဲဝင်လာမှာဆိုလို့အဲ့နဲ့ကိုကသူ့ငဲလိုက်တာဗောကိုကသူ့ညိတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီနှစ်ဖက်အတိုင်းဝိုင်းတော့ ဟိုအတိမပြူရမှာပေါ့နော်နှစ်ဖက်တန်ဝမ်းကိုနောက်ဆုံးဆွန်ကျွေးပါညာမင်္ဂလာဆောင်ဖဲလိုက်အောင်ရရတဲ့ဖဲလိုက်အောင်ဆွန်ကျွေးမင်္ဂလာဆောင်အဲ့ဒါတွေကိုခဏဖဲထားလိုက်အောင်အသုံးစီတီပုံမှာကြောက်တာနဲ့မျက်နှာမပြချင်တာနဲ့ဆိုတော့ပေါ့နော်မိဘတွေတော့ကြောက်ရမှာလေကျွန်တော်မိဘကျွန်တော်အဖေချန်နေတယ်ကျွန်တော်ဖေကိုလည်းကြောက်ရမယ်သူ့မိဘနော်သူ့အမေသူလည်းသူ့အမေသူမဟုတ်ဟိုလူကြီးပေါ့နော်ဘာပဲဖြစ်ဖြစ်ပေါ့သူ့အုတ်ထင်းသူကြောက်ရမှာလေဒါနှစ်ဖက်ဆွေမျိုးအတိုင်းဝိုင်းအတိအလင်း မျက်နာပြရတော့မှာ哦အဲ့အတွက်ကုံကြစိတ်เนาะလက်ဆောင်ပါနိုင်ပါညာဝင်ရမယ်မိဘတွေကတော့လေဆိုတော့လက်ပတာနဲ့ကတော့လို့မရဘူးတာကာရဝတရားလို့ခေါ်တယ်အဲ့ဒီဟာကတော့မဲ့ကုံကြစိတ်ဒီပါညာတွတ်ကြည့်လိုက်တော့တိန်90ဝန်းကျင်လောက်မှာရှိတယ်အကျွန်တော်ကသူညိတယ်ပေါ့နော်အဲ့ထက် short ချန်လဲတိန်30လောက်ရောတော့ကုံပါအဲ့တော့မင်းထုတ်ပါလားဆိုတော့မထုတ်နိုင်ဘူးတဲ့မထုတ်နိုင်ဘူးဆိုနင်ကမိမတက်ကိုနင်ကဘာတော့လို့ ဘလို့ယူမှာတော့အဲ့သိန်း30တောင်မထုတ်နိုင်ဘူးဆိုတော့နေရငါ့ကိုဒီတသက်လုံးလာလာလောက်ကန်ကျွေးဖို့ဆိုတာဖြစ်နိုင်ဦးလीမဖြစ်နိုင်တော့ဘူးလीမဟုတ်ဘူးလေတဲ့ဟွာတဲ့ကျွန်တော်ကတဲ့အမလိုတဲ့တခုလက်ကလေးနဲ့အမေကိုယူရဲတာဆိုလို့ကျွန်တော်ပဲရှိရနော်တဲ့သူပြောတော့နော်သူပြောတော့နော်တာရမတယောက်နဲ့တယောက်အလောက်ကြီးကြီးမဟုတ်သေးဘူးနော်သူပြောတော့နော်ဒီလိုအဲစကားကိုလीကျွန်တော်ကတဲ့ ဟိုအရတဘောတော့လူပြိုပေါ့ဗျာတိလာလူပြိုဂုံကိုတော့ယူပြီးတော့မှကျွန်တော်ကလည်းကလေးတစ်ခုလက်ကလေးနဲ့ရောအမေကိုယူရဲတဲ့တတိကျွန်တော်မှရှိရဲကျွန်တော်လိုယူရဲတဲ့ကောင်မရှိဘူးတဲ့ကျွန်တော်အဲ့လိုပြောရမှာတိလာအဲ့ဒီမှတ်ထားတဲ့အဲ့စကားမှတ်ထားတဲ့အေးဟုတ်ပြီအဲ့ဒါဆိုရင်ဟုတ်ပြီနင်အပစံမထုတ်နိုင်ဆိုဟုတ်ပြီငါစိုက်ထုတ်ပေးမယ်ငါစိုက်ထုတ်ပေးမယ်နော်အဲငါစိုက်ထုတ်ပေးမယ်နောက်တစ်ချိန်ကျရင်ငါ့ကိုပြန်ပေး နင်ကယောက်ျားသားဆိုတော့ယောက်ျားဆိုတာမိမစီကနေလက်ဖြန့်ပြီးတော့စားတယ်ဆိုတာမကောင်းဘူးသိလားနင့်အတွက်လည်းမကောင်းဘူးနင့်အတွက်လည်းတိတ်ခါကြရတယ်နော်ငါအတွက်လည်းမကောင်းဘူးငါငါငါလောက်ကင်စားပြီးတော့မှငါငါရက်တည်နိုင်ရဲ့နဲ့ရှာရှိပြီးတော့မှလင်ငယ်ဟိုလင်ငယ်ပဲထားပါတော့အငယ်ဆိုတော့သူရဲ့အိမ်ထောင်ဆိုတော့အဲ့လင်ငယ်ကြီးကိုအိမ်ပေါ်တင်ပြီးတော့မှငါအမ်းပြီးလှုပ်ကြွေးရအောင်ငါအဲ့လောက်ကြီးကြီးနွားအဖြစ်မခံနိုင်ဘူးနော်ငါအဲ့လောက်ကြီးကြီးနွားမိုင်မဖြစ်ခံနိုင်ဘူးနော် ဲ့တော့ဟုတ်ပြီ तू ကလုပ်ကျွေးမယ်ဆိုရင်တော့ तू ကနွားဖြစ်သွားတယ်ပေါ့ဗျာ तू ပြောချင်တဲ့သိပဲအေးဟုတ်ပြီယောက်ျားတယောက်ဖြစ်ပြီးတော့မှဟိုဒီမီတာစုကိုနော်လုံမကျွေးနိုင်ဘူးထောင်းနင်ကသားသမီးတွေလုံမကျွေးနိုင်ဘူးထောင်းရရတယ်ငါလက်ခံတယ်ငါပြီးပါတွေကိုနေမကြော့ဘူးဟုတ်ပြီငါလက်ခံသေးတယ်ဒါပေမဲ့နေယူထားတဲ့မိမနေညတိုင်းညတိုင်းတက်ပြီးတော့မှလုံမဲ့မိမတယောက်ကိုနေကလုံမကျွေးဘူးเนาะပတ်စံမအပ်နိုင်ဘူးလုံမကျွေးနိုင်ဘူးဆိုတော့နေကငါ့ကိုယူပြီးနေဘာလုပ်ဖို့တော့ ကျွန်တော်မေးလိုက်တာလေမေးလို့ကြတော့တော့ဘာပြောလို့ဆိုတော့ကျွန်တော်ကပျော်ခြင်းလို့တဲ့ကျွန်တော်မိသားစုဘဝကိုလိုခြင်းလို့တဲ့အမိသားစုဘဝကိုလိုခြင်းတာဟုတ်ပြီအဲ့ဒါဆိုရင်မိသားစုမှာ တာဝန်စွာရှိတယ်နော်ယောက်ျားဆိုယောက်ျားတာဝန်ရှိတယ်မိန်းမမိန်းမတာဝန်ရှိတယ်နင်ကအခုဟာအဆင့်ကျော်ပြီးတော့မှငါကတခုလက်ဖြစ်သွားလို့ငါအိမ်ထောင်ကျွဲသွားလို့နင်ကအဆင့်ကျော်ပြီးတော့မှအပြိုမယူဘဲနဲ့ငါ့ကိုလာယူတယ်ဆိုတော့သဘောတရားကအဲ့ဒီအဆင့်ကိုကြော်ခဲ့တာကိုနေလောက်ကန်ကျွေးစရာမလိုတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့လာပြီးတော့ လာချိုးတာဒီလားလာချိုးတာကျမလက်မခံဘူးလေအဲ့ဒါကျမရှင်းရှင်းပဲပြောလိုက်တယ်အဲ့ဒါဆိုရင်ဟုတ်ပြီငါကကားရှိရယ်နော်အိမ်ရှိရယ်အပြည့်တော့လောက်ကင်စားဖို့အိမ်ချင်မြေဝဲရောင်းကိုအရင်နေ့လက်ထက်မှဘာပဲဖြစ်ဖြစ်ရှိရယ်အဲ့ဒီ၃မျိုးထဲမှာနံပါတ်၁ချက်ကားနံပါတ်၂ချက်အိမ်ကိုပိုင်အိမ်နံပါတ်၃ချက်လောက်ကင်စားဖို့အရင်နေ့နော်အဲ့၃ခုထဲမှာဘယ်ဟာကိုအမ်းမလဲနင်အဲ့၃ခုထဲမှာအဲ့ ဲ့ဒီတခုခုတော့အမ်းအမ်းမှဆိုရင်တော့လာခဲ့လာပေါင်းလိုက်လာပြီးတော့မှဒီငါမိသားစုတဲ့အခုအရန်တင့်အိမ်ယူနဲ့တက်နေုံပဲအရန်တင့်ကားလည်းရှိရယ်အရန်တင့်စားဖို့တောက်ဖို့ချက်ပြုတ်ဖို့မိမလည်းရှိရယ်ပြုစုပေးဖို့เนาะပြီးရင်အရန်တင့်เนาะဘာလိုချင်လဲเนาะဟိုအခန်းထဲမှာတက်တောင်းတက်တာထားဖို့နော်အရန်တင့်အရန်အကုန်အရန်တင့်ပဲဘာမှစူးစမ်းရမလို့ဘာမှစူးစမ်းရမလို့အိမ်ရှိတယ်ကားရှိတယ်ကိုပိုင်ဝင်ဝင်ရှိတယ်ကိုပိုင်အလုပ်ရှိတယ် ဲ့ဒီအလုပ်တွေကိုလာပြီးတွဲလုပ်တွဲကူလုပ်ပေးမယ်ဆိုရင်ဟုတ်ပြီလက်ပလာတော့မရဘူးလက်ပလာတော့မရဘူးအဲ့ဒီ၃မျိုးထဲမှာတစ်ခုခုတော့ပေးကိုပိုင်ရင်းနှီးလောက်ကန်စားဖို့ဟုတ်ပြီနင်းလုံနေလုံမယ်ကိုပိုင်ရင်းနှီးလောက်ကန်စားဖို့နင်းအရင်နှီးယူခဲ့တိန်တရာတော်လကောင်တိန်နေရတော်လကောင်နိဖန်နေယူခဲ့အဲ့ရင်းနှီးကိုနော်ဒါမှမဟုတ်လည်းကောက်အမ်းမလားအခုကျမစီးနေတဲ့ကောက်အမ်းမလားနော်ဒါမှမဟုတ်ကျမအခုနေနေတဲ့အိမ်ကိုအမ်းမလားအဲ့၃မျိုးထဲမှာတစ်ခုတော့ ပေးကိုပေးရမှာဘာလို့လဲဆိုတော့မပေးဘူးဆိုရင်ကိုကအလကဘယ်လိုပြောမလဲ तू ကလူကောင်းမလားမသိဟိုဘာမှမသိဘူးလေဘာမှမပါဘဲနဲ့အဲ့လက်ပလာလေးနေတော့ကိုကလက်မခံရဲဘူးလေဟုတ်တယ်မလားဒါ तू ရဲ့မေတ္တာဆင်မေတ္တာမနဲ့ကိုမမြင်ရအောင်လေအမဟုတ်ဘူးတော့ဒီလားအမအဲ့ကနေစရဆက်တွေပြတ်သွားတာတော့ပေါ်မလာတော့အာဒီလားလူတွေကလေကျမကိုလေယောက်ျားတွေကိုပလိမ့်နေပလိမ့်နေဆိုပြီးကျမကိုလေဒီလားသူတို့က ဟာယောက်ျားကိုအရန်ပလိန်တက်တဲ့မိန်းမเนาะယောက်ျားတွေမကောင်းချောင်းတွေကြီးပြောတတ်တဲ့မိန်းမဆိုပြီးကျွန်တော်အဲ့လိုမမြင်ရတာဟုတ်လားကျွန်တော်ဂျုံတာတွေเนาะကျွန်တော်ဂျုံခဲ့ရတာတွေအိမ်ထောင်အိမ်ထောင်တော့ကလေးဖေနဲ့နေတော့ဂျုံခဲ့ရတဲ့အခက်ခဲတွေနှိပ်စက်ခံရတဲ့ဟာတွေเนาะပြီးရင်အခုတခုလက်သွားလို့ပဝန်းကျင်လာလာပြီးတော့ထိုးနှက်တဲ့ဟာတွေလာလာပြီးအကဲစမ်းတဲ့ဟာတွေเนาะ လိုလေးရရเนาะလာလေးလာတို့ကြည့်တာလို့ဒီလားဟိုလာပြီးတော့မှမျက်နှာယူလောက်တဲ့ဟာဒီเนาะအလကားမျက်စားမလားတခုလက်မိမဆိုတော့တိတယ်မလားအလကားစားမှာလေသူတို့ဟိုအတန်းသွားလို့ရှိရင်ပတ်စံပေးရမှာ哦တိတယ်မလားအဲ့အတန်းကိုမသွားနိုင်ဘူးเนาะစော်ထားရင်လဲစော်အန်းတော့မှာလေစော်လဲမှာအလကားတော့မစားဘူးလေပေးရတာလေဝယ်ပေးရတာပဲအင်ကြီးဝတ်စားဖက်နဲ့ဘာညာဟိုတယ်ခအကုန်ကြခံရမှာလေသူတို့က ကျမတို့လို့တခုလက်မိမတွေကိုယူတယ်ဆိုတော့သူတို့ကအကြံနဲ့နော်တိလာကျွန်တော်အဲ့မိန်းကလေးချင်းချင်းကျွန်တော်ပြောပြမယ်အဲ့တခုလက်နေနေမိုးဆိုးမနေနေကျွန်တော်ပြောပြမယ်နော်မအားနဲ့နော်မအားနဲ့နော်တိလာမအားနဲ့တိလာလူလဲတွေတိလာလူလဲအရန်များတယ်ဒီခေတ်ကလူလဲအရန်များတယ်တိလာတချို့ကအိမ်ထောင်တယ်နော်အိမ်မှာနေရတာပူလောင်လို့အိမ်ကမိမကဘလို့ဘာညာနဲ့လာကတ်ချင်တာနော်တိလာကိုယ်လာပြီးတော့နော်အမလဲအဲ့ရောက်တဲ့ရေဝင်အောင်လာလောက်ချင်တာတိလာ ဇရားတွေတဲလာပေးချင်တာရှောင်းနိုင်ကြပါစေလို့ဒီတော့ကျွန်မကတော့တကယ်တကယ်ဒီတာကြုံဘူးတယ်ကြုံဘူးလို့အဲ့လောက်ကြီးသည့်အဲ့လောက်ကြီးသည့်တချို့ယောက်ျားတွေယောက်ျားမဆန်တဲ့အလုပ်ရက်တွေလုပ်နေတဲ့ယောက်ျားတွေအကြောင်းကိုကျွန်တော်ပြပြနေတာဒီလားသူတို့ကသူတို့ကိုသူတို့ကနွားအဖြစ်ချင်းဒီလားသူမြောက်ကြတာနွားလာလောက်ခိုင်းတယ်ဒီလားမဲသူတို့ကလက်ပလာလေးနဲ့လာပြီးတော့မှမမရင်ပြောမယ်ဆိုလာတက်ပြီးတော့လှုပ်ချင်တာစိန်လေးနဲ့နေပြီးစားချင်တာဘာမှအပြင်မမခံချင်း လူလဲနေတော့ဒီလားတတိတာတော့ဒီလားပြောပြတာကျမရာကြတွေကိုလည်းကပလိမ့်ပါဘူးเนาะကိုကြုံခဲ့တဲ့ဟာလေးကို ပြောတာเนาะကျမဟိုအမပြောသလိုလီးစာနေတဲ့လူလည်းမဟုတ်ဘူးเนาะယောက်ျားမရှိလဲနေတတ်တယ်ယောက်ျားမရှိလဲကိုယ့်အကူမမမမရက်တီးပြီးကလေးနှစ်ယောက်ကိုပြုစုပြိုးထောင်နိုင်တယ်မလိုဘူးเนาะဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ ကိုအမြင်ကိုခံစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်။ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါအောင်ရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။